မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှူကိုအကြောင်းပြုပြီးရှမ်းမြောက်ကိုအမြောက်ပါရင်းနှန်းတွေပို့ဆောင်ကစစ်အင်အားအများပြားပြည့်တင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ လာရှုမျိုးအတွင်ဝင်ရောက်နေရာယူထားပြီးဖြစ်တဲ့စစ်ကောင်စီသည်ရှမ်းပြည်နယ်တောင်ပိုင်းမှာတဆင်ရှမ်းမြောက်ကိုလက်နက်နှင့်လူအင်အားပို့ပြီးစစ်ပြင်းစင်နေကြောင်းသိရပါတယ်စစ်ကောင်စီသည်ယခုဧပြီနောက်ဆုံးပတ်တွင်ကလောမအောင်ပန်းကိုအမြောက်လက်နက်ကြီးနှစ်လက်သေးဆောင်လာသည့်ရင်းများအပါအဝင်စစ်ရင်တန်း15စီးကိုပို့ဆောင်ထားကြောင်းသိရပါတယ်အဆိုပါစစ်ရင်တန်းသည်တောင်ကြီးတွင်ယာယီအခြေပြုပြီးနောက်ရှမ်းမြောက်သို့ထပ်မံပို့ဆောင်မိရင်းတန်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ် မိုင်းရဲနဲ့တန်ရန်ကိုစစ်အင်အားအလွန်ကျွံဖြည့်တင်းနေတယ်။ဆက်လက်တွေအမြောက်တွေပါတောက်လျှောက်ပို့နေတာလာရှိုးကိုခြေကုပ်ယူပြီးတာနဲ့အဲ့ဒီနေရာတွေကိုအထီးမခံတော့မဲ့သဘောပဲ။ရမခဌာနချုပ်ကိုပြန်ရပြီဆိုရင်အသိန်းခံထားရတဲ့မြို့တွေကိုပါပြန်လိုက်ယူမဲ့သဘောရှိတယ်ဟုစီရီတရင်ရင်မြက်ကတရင်ဌာနကို ပြောပါတယ်။စစ်ကောင်စီသည်ပြီးခဲ့သည့် AP 18ရက်နေ့ကကိုကန့်တ MNDAA အကူအညီဖြင့်လာရှိုးမြို့အတွင်းဝင်ရောက်လာပြီးနောက်မဲရဲနဲ့တန်ရန်ဘက်သို့တံပြားများကထားသည့်ရင်တန်းတွေလူအင်အားအပြည့်တင်ဆောင်ပြီး စစ်အင်အားဖြည့်တင်းခဲ့ကြောင်းဒေသသတင်းရင်းမြစ်များထံမှသိရပါတယ်။စစ်ကောင်စီနဲ့ MNDAA တို့သည်လာရှိုးမြို့အုပ်ချုပ်ရေးပိုင်းအတွက် ပြီးခဲ့တဲ့ April 22ရက်နေ့မှစတင်ကယမန်နီ April 26ရက်အထိဆွေးနွေးနေကြဆဲဖြစ်ပြီးစစ်ကောင်စီတောင်းဆိုချက်များကိုညှိနှိုင်းဆုံးဖြတ်မှုရယူနေသည်ဟုဆိုသည်စစ်ကောင်စီကအပြစ်ရဲဆဲထားသည့်ကာလနှင့်လာရှိုးမျိုးအတွက်ညှိနှိုင်းကာလတို့အတွင်ရှမ်းတောင်မှတဆင်ရှမ်းမြောင်မိုင်းရဲနဲ့တန်ရန်ကိုစစ်ကူအင်အားပို့သလိုနောင်ချုံမျိုးတောင်ကန်းတိုက်ပွဲအတွင်တို့လည်းရှမ်းတောင်ရက်ဆောင်မှတဆင်စစ်ကူပို့ပြီးနေစဉ်ပုံကျဲတိုက်ခိုက်နေကဓာတ်ရုအစိတ်ငွေပုံများကိုပါအသုံးပြုနေကြောင်း TNL ကထုတ်ပြန်ချက်တွင်ဖော်ပြ ထားပါတယ်စစ်ကောင်စီသည်ရှမ်းမြောက်ကိုပြန်လည်ရရှိရေးအတွက်လက်ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုကိုဖိအားပေးထားပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုလည်းမိုးကုတ်ကိုပြန်လည်ရရှိရေးအတွက်နေစဉ်စစ်ရေးစီမံချက် တောင်းခံနေကြောင်းတပ်သတင်းရင်းမြစ်များထံမှသိရပါတယ် ဆက်လက်ပြီးတဝဲမောင်မဲရှောင်းရွာစစ်တပ်စခန်းသိမ်းတိုက်ပွဲလက်နက်မျိုးစုံ16လက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။တဝဲမြို့နယ်မောင်မဲရှောင်းရွာအနီးစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှာစစ်တုံးဘန်15ဦးဖမ်းမိပြီးလက်နက်မျိုးစုံ16လက်သိမ်းပိုက်ရရှိခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး KHNU တပ်မဟာလီတဝဲခရိုင်ကသတင်းထုတ်ပြန်ပါတယ်။ KNL တက်မဟာလီတရင်စနစ်တဝဲပြည်သူလွတ်မြောက်ရေးတပ်တဝဲအမျိုးသားလွတ်မြောက်ရေးတပ်ရေဖြူပကဖားတို့ပါဝင်သည့်ပူးပေါင်းတက်သည့် AP 26ရဲ့ညနေပိုင်းတွင်မောင်မဲရှောင်ရွာအနီးရှိစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။ KNU တက်မဟာလီ၏ထုတ်ပြန်ချက်တွင်သိမ်းပိုက်ရရှိထားသည့်လက်နက်ခဲယမ်းများဖမ်းမိစစ်တုံးမှန်းများ၏မှတ်တမ်းတပ်ပုံများကိုလည်းဖော်ပြထားပါသည်။ စကန်းသိမ့်ပိုက်မှုအခြေအနေများနဲ့ပတ်သက်ပြီးမေးမြန်းရန် KNU တက်မဟာလီတဝဲခရိုင်တာဝန်ရှိသူထံဆက်သွယ်နေစေဖြစ်ပါတယ်။အဆိုပါစစ်ကောင်စီစကန်းသိမ့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကအရာရှိတအူအပါဝင်စစ်သား၅ဦးသေဆုံးခဲ့ပါတယ်။လေယောက်ကတိုက်ပွဲမှာသေတာဗိုလ်ကြီးတော်အဖမ်းခံရမှာကြောက်လို့ထင်နေသူကိုယ်သူတနက်နက်ပြစ်သက်တည်သွားတယ်ဟုတဝဲခရိုင်ကတော်လန်ရေးရဲဘော်တအူကပြောပါတယ်။ ။ထိုစကန်တွင်စစ်သား20ဝန်းကျင်ရှိပြီးကျန်စစ်သား16ဦးမှာအလံဖြူထောင်လက်နက်ချခဲ့ကြောင်းတော်လန်ရေးတပ်ကစကန်ကိုမီးရှို့ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။ တိုက်ပွဲဖြစ်နေစဉ်ဧပြီ26ရက်နေ့လယ်ပိုင်းတွင်စစ်ကောင်စီကလေးချောင်းမှပုံကျဲသဖြင့်ဇဟာချေရွာဖုံကြီးကျောင်းအနီးပုံကျသဖြင့်ဒေသခံနှစ်ဦးသေဆုံးပြီးဖုံကြီးနှစ်ပါးလည်းဒဏ်ရာရခဲ့ကြောင်းဒေသခံချို့ကပြောပါရယ် KNU တပ်မဟာလီနှင့်တော်လန်ရေးပူးပေါင်းတများသည့်ဧပြီ26ရက်ကလည်းမြန်မာထိုင်းနယ်ဆက်ရှိစစ်ကောင်စီ၏ထီထာဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်ထီထာစခန်းသိမ်းတိုက်ပွဲတွင်လည်းစစ်ကောင်စီထံမှလက်နက်ခဲယံများစွာကိုတော်လန်ရေးပူးပေါင်းတပ်ကသိမ်းပိုက်ရရှိခဲ့သည် ဆက်လက်ပြီးမင်းလာမြို့တွင်တိုက်ပွဲပြင်းထန်စစ်ကောင်စီကလေကြောင်းမှဇက်တိုက်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းမင်းလာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်က အထိနာပြီးနောက်လေကြောင်းမှအပြင်းထန်ပုံကျဲတိုက်ခိုက်နေသည်စစ်ကြောင်းဝင်လာလို့တိုက်ပွဲဖြစ်တာတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်လေကြောင်းကတောက်လျှောက်ကျဲနေတယ်ဟုမင်းလာမြို့ကန်တအူးကပြောပါတယ် စစ်ကောင်စီသည်ဂျက်ဖိုက်တာဖြင့်ရောရဟတ်ရင်ဖြင့်ပါပုံကျင်းနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရပါတယ်။မေလာမြို့နယ်တွင် AP 23ရက်နေ့ကလည်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတမအသေဆုံးဒဏ်ရာရသူများပြခဲ့ပါတယ်။ထို့နောက်ပိုင်းမှာဆ ảy စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းမှပုံကျဲခြင်းပစ်ခတ်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်ခြင်း drone ဖြင့်ပုံကျဲခြင်းများကြောင့်မေလာမြို့နယ်အတွင်းရှိရွာပေါင်း22ရွာမှပြည်သူအိမ်အောင်စုများစွာနေရက်စွန့်ခွာထွက်ပြေးနေရ ကြောင်းဒေသခံအချို့ကပြောပါရယ်။ AP 28ရက်နေ့လပိုင်းတွင်ပသိမ်လီတပ်မှတက်လာသောဂျက်ဖိုက်တာများဓနုဗျူဇလွန်ဟင်္ဒရာမျိုးတို့ကိုဖျက်၍ဗကူးတိုင်းဘက်သို့မကြာခဏပြန်တန်းနေသည်။မင်းလာမျိုးတွင်စစ်ကောင်စီကစစ်ကြောင်းထတ်တူရန်ပြင်ဆင်နေသည်ဟုသတင်းရရှိသည်။ဗကူးတိုင်းအနောက်ခြမ်းတာယာဝတီခရိုင်အတွင်းရှိပြည်သူများအနေဖြင့်ဘုံကိုချင်းများအခိုင်အမာတူထားကြရန်လေရင်တန်နှင့်သတင်းများကိုအဆက်မပြတ်တရီထားရန် ရွာသားအချင်းချင်းရိုင်းပင်းစောင့်ရှောက်ကူညီကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှလက်တလောအခြေအနေလိုအပ်ချက်အရာထုတ်ပြန်ဆောင်ရွက်မှုများတွင်လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြရန်ကာကွယ်ရေးရဲဘော်များ၏စစ်ရေးလှုပ်ရှားမှုတရင်များကိုလှုပ်ဝက်ထားကြရန်လုံခြုံရေးကယူစိုက်ကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအသိပေးထားပါသည်။ ဆက်လက်ပြီးမကွေးတရားမှာစစ်ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။မကွေးတိုင်းမကွေးတရားမှာစစ်ကောင်စီကလုံခြုံရေးအင်အားတိုးကစစ်စည်းရေးတင်းကျပ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ အပိ20ရက်ကစပြီးမကွေးတရာမင်းဘူးပတ်ချံမှာအင်အားတိုးပြီးဖြတ်သွားဖြတ်လာရင်တွေနဲ့လူတွေကိုစစ်ဆေးမှုတင်းကျပ်လာတယ်လို့ဆိုပါတယ်။ခုနောက်ပိုင်းအစစ်ဆေးတွေကကျန်နေကျွန်တော်တို့နှစ်ခါသုံးခါလောက်ဂျုံဘူးတယ်။ကားဆိုအကုန်လှန်လို့စစ်တယ်။ပေါက်တွေတဲကကောဖိနှိုင်းကုံတွေတဲကောလူဆိုရင်တော့စမကတ်ရင်မောင်းလိုက်စင်မပုံတင် ကားဆိုလေလိုင်းစင်ပါမှအဲ့လိုစစ်တာလို့မြို့ကန်တအူးကပြောပါတယ်ရခင်ကအဆိုပါဂိတ်မှာရဲနဲ့တက်အင်အား40ခန်းသာရှိပေမဲ့တကြံနောက်ပိုင်းကာလမှာအင်အား80ခန်းတိရှိနေတယ်လို့ဆိုပါတယ်။စစ်ဆေးမှုတင်ကျပ်နေတာကြောင့်အဆိုပါတရားမှာနေ့စဉ်ကားစီး60နဲ့80ကြာပိတ်မိနေတတ်ပြီးတရားဖြတ်နိုင်ဖို့မိနစ်30ကနေတနားရီကြာထိစောင့်ဆန်းရတယ်လို့သိရပါတယ်။ဒါပြင်စစ်ဆေးမှုပိုတင်ကျပ်တဲ့နေ့တွေမှာဆိုရင်တရားနဲ့၄ဖာလုံးခန့်ကွာဝေးတယ်။ ထောက်ရှာပင်ကြေးရွာထိကားတန်းတွေပိတ်မိနေတဲ့တာကြောင့်ခရီးသွားတွေနဲ့ကုန်စီတင်ရင်တွေမှာအချိန်ကုန်လူပင်ပန်းဖြစ်နေကြတာရဲ့လို့လည်းအထက်ပါဒေသခံကပြောပါရယ်။တကြံရက်နောက်ပိုင်းမှာဆလင်းမင်းဘူးမြို့နယ်တွေအတွင်မှာစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးတာနဲ့နှစ်ဖက်တိုက်ပွဲရှိနေတာကြောင့်စစ်ဆေးမှုပုံမတင်းကျပ်လာတာဖြစ်နိုင်တယ်လို့သူကသုံးသပ်ပါရယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။